ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဆုံးရှုံးမှုတွေဖြစ်လာအောင်နောက်တစ်ကြိမ်ထပ်လုပ်ပြန်ပြီလားချိန်မှာဘလို့ကညံ့တဲ့အချိန်မှမသွားပြီးငါသားနဲ့လက်ထပ်ပေးမိလည်းမသိဘူးရောက်လာတဲ့ကတခုမှတခုလွှဲအောင်လုပ်နေတော့တာပဲအမေကလည်းသမီးတီတီနဲ့လှုပ်လိုက်တာမှမဟုတ်တာပဲ哦 မှန်နဲ့လောက်တဲ့မိဖို့ကြောင့်ပူလို့တော့သူ့ဟာသူဒီလိုဖြစ်ရတာပါဒေါစင်းတယောက်စွစုကိုစူးပြီးမိဖို့ကန်းကနေထွက်သွားပါတယ်စွစုတယောက်ကတော့ရောက်ကမစူတာခံနေရခြင်းသူ့အိမ်ပေးမှာပဲနေတယ်သူတငယ်ချင်းမြင်းများကတော့ရောက်ကမကြိုးပူရင်ချီချူးချင်းတွေကိုခံနေရပါတယ်နင့်လို့တော်ပြီးထက်မြက်တဲ့မိန်းကလေးကိုချွေးမတော်ရတာငါတို့တော်တော်ကံကောင်းတာပဲသမီးလေးတယောက်လာတဲ့အခါဒီမှာအကုန်အစဉ်ပြေရင်ပြေလာတယ်အမေရေအမေတို့လိုရောက်ကမကိုရလိုက်တဲ့ကျမသာပိုပြီးကံကောင်းတာပါ တငယ်ချင်းနှစ်ယောက်မှာတယောက်ကတော့ချမ်းသာပေမယ့်စင်းရဲနေပြီးနောက်တစ်ယောက်ကတော့စင်းရဲပေမယ့်စိတ်ချမ်းသာနေပါတယ်ဒီလိုတွေဘာလို့ဖြစ်နေလဲဆိုတာသိချင်ကြလားတဟုတ်တရားဖို့အတွက်ဇန်နဲရဲ့နောက်ကြောင်းကိုပြန်ကြည့်လိုက်ကြရအောင်ကိုနီရဲ့အစားနည်းနည်းပုတ်ချက်ပြီးနည်းနည်းလောက်ပို့ထုတ်ပေးခဲ့ပါအောင်နော်ပေးမှနေတဲ့ကျမတငယ်ချင်းမြမြသွားဖို့ပေးမလို့မြမြအရင်ကပတ်စံချမ်းသာတယ်အိမ်နောက်ကျပြီးတော့စင်းရဲသွားတာလေမင်္ဂလာမဆောင်ခင်ကပတ်စံရှိလို့မမောက်မှပြခဲ့တာလေအခုစင်းရဲနေတော့ ငါဖက်မီးပုတ်ကြောင်ကချက်တဲ့ထမင်းလေးမြည်ခိုင်းပြီးတော့ငါချမ်းသာတာကိုပြန်ကြွားလာအောင်မယ်။ဟုတ်ပြီတထင်းမာလေးရေမမှုရေထမင်းဟင်းနည်းနည်းလောက်ပိုချက်ပေးအောင်တထင်းမာကသူ့တငယ်ချင်းအိမ်လေးပို့ပေးကြံလို့တဲ့။ဖះရေဒါလေးချက်ပြီးမီးပုတ်တွေကထွက်ရတော့မယ်လို့တွေးထားတာအလကားပဲ။နောက်ထပ်ထပ်ပြီးချက်ရတော့မယ်။ငါတော့ဒီမှန်တွေနဲ့လောက်တဲ့မီးပုတ်ကြောင်နဲ့တော်တော်စိတ်ကုန်နေပြီ။ဘာလို့များတာကိုလုံနေကြရတာလဲမသိဘူး။မှန်နဲ့ဆိုတော့အပူကလည်းပူမြန်တယ်လို့အိုးခွက်တွေကလည်းကောင်းကောင်းအောင်ကင်လို့မရဘူး။ ပြီးရင်ထမင်းကိုလည်းပူပူနွဲ့နွဲ့လောက်ပြီးထည့်ပေးအောင်မယ်။တနားစီယာမူမူနဲ့ကိုနီတို့ကလည်းအင်းအခုဆိုတော့မလုပ်ချင်လေးပဲစွတ်စွတ်ပြောသမျှကိုလိုက်ပြီးနားထောင်ရုံပဲရှိပါတယ်။မူမူကချက်ပြီးတော့ကိုနီတယောက်ကထမင်းဟင်းတွေယူပြီးစွတ်စွတ်ကိုသွားပို့ပေးလိုက်ပါတယ်။တထိမလေးရေအစားတော့ယူလာတာပါ။ထည့်ပေးပြီလား။ပေးငါရဲ့စင်းရတဲ့တငယ်ချင်းလေးကိုသွားပို့ပေးလာအောင်မယ်။စွတ်စွတ်တယောက်လူပြောပြီးထမင်းမကန်ယူကသူ့တငယ်ချင်းအိမ်ကိုသွားလိုက်ပါတယ်။ ူရောက်တော့သူတငယ်ချင်းများများရဲ့ယောက်ျားနဲ့အဖေကသမီးဆိုင်ရာကနေစိတ်ဆိုးပြီးမတည့်ရက်နေတာကိုမြင်လိုက်ပါတယ်။ချွေးမလေးရေအင်းကနေရံတွေခေါမိုးကမြင်းနဲ့လှုပ်တောင်မလို့မကောင်းမေးဆွေးနေတာကိုတိတိနဲ့သမီးချင်ရင်တတိထားပြီးချက်မှာပေါ့။ချက်ထားတဲ့ဟင်းတွေထဲမှာစားရီမဆလာရီမထည့်ပဲမြေကြီးတွေနဲ့ဘီးလက်မြေတွေထည့်ချက်ထားသလိုပဲ။ဦးလေးကလည်းကျမတငယ်ချင်းကိုအဲ့လိုမဆူပါနဲ့။သမင်းစားရကနဲ့အပြစ်ပြောပြီးမစားဘဲထတာအစားအသောက်ကိုကျေးဇူးကမ်းရရောက်တယ်ဒီမှာကြည့်ပါအောင် သမီးဦးလေးတို့အတွက်ထမင်းတွေယူလာခဲ့တယ်။ဒီမှာကြည့်လိုက်အောင်ဦးလေးတို့အတွက်အသားလုံးတွေနှုတ်ခဲချက်ရဲ့အရွက်ကြော်တွေယူလာခဲ့ပြီးတယ်။စစ်စစ်ဦးလိုပြောပြီးတော့မြမရဲ့ယောက်ျားနဲ့ယောက်ကတိကစိတ်ဆိုးပြီးအပြင်ကိုထွက်သွားကြပါတယ်။စစ်စစ်တယောက်တို့မြမတို့ကိုလှောင်ပြောင်ပြီးပြန်သွားပေမယ့်မြမတယောက်ကတော့မိဘကနေဝင်ပြီးဒုပုနဲ့အတူတဖန်အစားအသောက်တွေချက်ရပါတယ်။အမေသမီးနောက်တစ်ခါထက်ချက်လိုက်မယ်နော်။သမီးအဖေပြောတာတွေစိတ်ထဲထားမနေနဲ့နော်။ အိနေရံရဲ့မြေတွေကတအိမ်လုံးပဲဆူဆူဝါးဝါးကျနေတယ်ဆိုတာအမေနားလဲပါတယ်ကွယ်တလောက်အချိန်နဲ့စိုးနေတာတောင် အကုန်လုံးကောင်းကောင်းကျွေးနိုင်အောင် သမီးတော်တော်ကြိုးစားနေရရှာတယ်သမီးနားလဲပါတယ်အမေရဲ့အဖေပြောတာတွေသမီးစိတ်ထဲမှာထားပါဦးသမီးလေးရေနောက်တစ်ခါထက်ချက်မနေတော့ပဲနှင်းတငယ်ချင်းဆူဆူပေးတဲ့အစားတောက်တွေပဲစားလိုက်ကြမယ်လေမဟုတ်ရင်အလကားပြစ်နေရမယ်အစားတောက်တွေပြစ်တာမကောင်းလေဒုဗုကလူပြောတော့မြ мян တိအောင်ပင်းဟင်းတစ်မျိုးပဲချက်ပြီးစားလိုက်ပါတယ် ဒီလိုနဲ့ပဲနေရတွေအတောကြာကုန်ဆုံးသွားပြီးတော့မြမြတရားမိဖို့ကန်းတွေမှာစားတော့တွေချက်နေစဉ်နေရန်တစ်ဖက်ကပြက်ပြီးတော့ချက်နေတဲ့ဦးရင်းကိုပြုတ်ကြပါတယ်။ဖះရည်နေရန်ကလည်းနောက်ထပ်ငှဦးရဲကိုပြုတ်ကြပြန်မင်းတော်သေးတာပေါ့ပဲဟင်းလုံနေလို့ဟင်းဦးရဲဆိုတအိုးလုံးဆုံးသွားမှာငါတို့တော့တခုခုလုံးမှဖြစ်တော့မယ်။ချွေးမလေးနေဖေလေတဲ့ထမင်းထောက်သွားဖို့ထဲ့ပေးဖို့ဆိုပြီးအပြစ်မအော်နေရလေ။ချက်ပြုတ်ရင်းနဲ့ကိုဘာတွေတွေးနေရလဲ။အမေ နေရံတွေပြူကြလို့အစားအသောက်တွေထဲဝင်ကုန်ပြီပဲဟင်းကချက်ပြီးပြီ အမေအထောင်းတစ်ခုခုလုပ်ပေးပါလားယင် သမီးတည်နေအောင်ဘယ်လိုလုပ်ရမလဲဆိုတာကြည့်လိုက်မယ်စုစုတယောက်ကတော့ပုံမှန်အတိုင်းမိဖို့ကန်းနေဝင်ပြီးအိမ်ရကူတွေကိုဘာရီချက်ရမလဲဆိုပြီးခိုင်းနေပါတယ်ဒီနေ့တော့တရုတ်အစားအသောက်ထဲချက်ပြီးခေါက်ဆွဲရဲ့ဖက်ထုပ်ရဲ့လုပ်လိုက်ပါပြီးတော့အမေအတွက်တော့ထမင်းပေါ့ချွေးမလေးအိမ်အကူတွေကိုချက်ပြုတ်ခိုင်းတာတော့ဟုတ်ပါပြီနင့်မိဖို့လည်းကြည့်လိုက်အောင်နင်မမှန်နဲ့လှုပ်ချင်ခဲ့တာ အခုကြည့်လိုက်စမ်းတော်တော်လေးလည်းညစ်ပတ်နေပြီခွန်းလွတ်ပါတထေးမကြီးအစားစာတော့ကျမချက်ညာပဲဒါပေမဲ့တီမန်မီးဖွဘောချက်ရတာတော်တော်လေးကိုခက်ခဲတယ်ဖြစ်နိုင်လေနေရန်တွေကိုအုံနဲ့လှုပ်လိုက်ကြပါလားတော်စမ်းငါမီးဖွခန်းပါရီနဲ့လှုပ်တင်လဲဆိုတာကိုနင်တို့အိမ်ဖော်တွေကငါ့ကိုအကြံပေးမယ်ပေါ့ဟုတ်လားငါခိုင်းနာတွေသာတက်တိတ်လေးပြအောင်လှုပ်ကြစမ်းပါစစ်စုဟာသူ့အိမ်အကူတွေကိုစုပြီးအပြင်ကိုထွက်သွားပါတယ်အချင်းတော်ကြာကုန်ဆုံးသွားပေမဲ့လည်း မှန်နေလုံထားတဲ့မိဘဘောချဲ့ရတော့ကိုအိမ်မော်ရီလည်းအတော်လေးညင်းငွေလာပြီးတော့စွတ်စွတ်ကိုအဆင်မပြေကြောင်းတော်တော်ပြောပါရယ်အိမ်မော်ရီကပြောလို့မနိုင်တော့တဲ့အစုံအလုတ်ထဖို့သာစွန့်ပြန့်ချက်ချတာတော်ပြောပါတော့တယ်ခွန့်လို့ပါတထေးမလေးကျွန်တော်တို့ဒီလိုအိမ်အကူအလုတ်ကရှာလို့မခတ်ပါဘူးအလွေတကူရနိုင်ပါရယ်ကျွန်တော်တို့ဒီမှာဆက်မလုပ်နိုင်တော့ပါဘူးတထေးမလေးရဲ့မှန်မိဘကြောင့်တထေးမလေးပဲကိုယ်တိုင်ဝင်ပြီးထိမ့်သိမ့်ပါတော့ကောင်းပြီကောင်းပြီသွားကြသွားကြငါမိဘကြောင့်ငါကိုယ်တိုင်ပဲထိမ့်နိုင်တယ် အင်ဂူတွေပြန်သွားတော့စွတ်စွတ်တယောက်ကကိုယ်တိုင်မိဘကနေဝင်ပြီးကိုယ်တိုင်ချက်ရပါတော့တယ်။တစ်ဖက်မှာတော့စီးရဲတဲ့မြညာတယောက်ကသူ့ယောက်ကမဒုပ်ဘူးနဲ့မြေနေနေနဲ့နွားချီယူကမိဘကြောင့်ကိုပြန်လည်မုံမှန်ပါတယ်။ချွေးမလေးငါတို့ပြင်ဆင်မုံမှန်နေတာတော့ဟုတ်ပါပြီ။ဒါကပနေရက်များခံမှာမဟုတ်လေ။နေရက်လောက်နေပြန်ကွာကုန်မှာပဲ။မဟုတ်ဘူးအမေ။နေရက်တွေတော့ပြီးရင်တရင်စာတွေနဲ့ကတ်မှာဆိုတော့တလောက်မြင်မြန်တော့ပြန်မကွာလောက်တော့ပါဘူး။ရက်အကြိုက်တော့ခံတော့မှာပါ။ ဒီလိုနဲ့တပ်ဖက်မှာစုစုကသူ့မိဖို့ကြောင့်ကိုပြင်ဆင်ပြီးထမင်းတွေကိုစားချက်ပါတယ်။တပ်ဖက်မှာတော့စုစုတရားသူ့မှန်မိဖို့ကြောင့်နဲ့သူအတော်လေးစိတ်ပြတ်နေခဲ့ပါတယ်။ငါမိဖို့ကြောင့်ကအတော်လေးပူနေပေမဲ့ငါဒီနေ့တော့ပဲဟင်းကိုစားကောင်းအောင်ချက်ပြီးသွားပြီ။အနံ့လေးကလည်းမှွေးနေရပဲ။ငါခုပဲတီဟင်းတွေပကတ်လုံးထဲကိုလှည့်လိုက်ပါအောင်မယ်။အဲ့ဒီလိုပြောပြီးစုစုကဟင်းလှည့်မယ်လို့တဲ့အချိန်ဖန်ပကန်လုံးကသူ့လက်ကနေရုတ်တရက်ချောင်းချသွားပြီးကွေးသွားပါတော့တယ်။ပကံကွေးတန်ကြတော့သူ့ရောက်ခမကမိဖို့လေးဝင်လာပြီး စွစုကိုစူပူကောင်ထွက်သွားပါတော့တယ်။ငါတော့အမေပျော်သွားအောင်ဆိုပြီးအမေကြိုက်တဲ့ဟင်းလေးတွေချက်ထားတာ။ငါအမေကတော့အပြစ်သေးသေးလေးကိုအကြီးကြီးလောက်တာ။ငါ့ကိုစူပြီးထွက်သွားပြီ။မှန်နဲ့လှုပ်ထားတဲ့မီးပုတ်ကြောင်ကခက်ခဲတယ်ဆိုတာနားလည်ပေးသင့်တယ်။စွစုတယောက်ကစိတ်ညစ်ပြီးငုံနေစဉ်မြမြကတော့သူ့အိမ်သားတွေချီးကျူးမှုတွေကြောင့်စိတ်ချမ်းသာပြီးပျော်ရွှင်နေပါတယ်။မြမြကစွစုဝင်ကိုထမင်းသွောဖို့ကိုလှုပ်တော့စွစုဝင်မှာမုတ်ဘူးသမားရောက်နေတာကိုတွေ့ခဲ့ပါတယ်။အမေခွင့်လွတ်ပါ မန်နဲ့မိဖို့ကြောင့်အပူမြန်လို့နေအိမ်ဖော်ရီမနေပဲဘာလို့ပြန်သွားလဲဆိုတာတမိအခုမှပဲနားလဲတော့တယ်မှန်နဲ့လှုပ်ထားတဲ့မိဖို့မှာချက်ရပြုတ်ရတာတကယ်မလွယ်ကူပါဘူးပူကပူသေးအရာရာတိုင်းကလည်းပူလွယ်လွန်းနေတယ်ခွန့်လွတ်ပါမေနောက်ဆုံးကယူဆိုင်ပြီးချက်ပြုတ်ပါမယ်အခုတော့အပြားမာလိုက်တဲ့စားစာလေးတွေပဲစားလိုက်ပါနော်ဆွဆူရေပါရီပြောနေရလဲတကယ်လို့အခုမိဖို့ကြောင့်အဆင်မပြေတော့ရင်ပုံမှန်ရိုးရိုးမိဖို့ကြောင့်တစ်ခုပြောင်းဆောက်လိုက်ပေါ့အမေကြီးကလည်းတီးသက်ရွယ်မှာ အပြင်စာရိစားတာကျမရဲ့အတွက်လည်းမကောင်းကြည့်ဒီမှာငါဒီနေ့အိမ်မှာနင်ကြိုက်တဲ့အသားတွေချက်တာမို့နင့်ကိုစားစေချင်လို့လာပို့ပေးတာနင်တောင်နှစ်ယောက်ခမနဲ့တူတူစားလိုက်နော်ကျေးဇူးပဲနော်သမီးလေးစင်းရဲတဲ့အိမ်ကမိန်းကလေးကိုချွေးမတော်ရင်နားလည်မှုရှိပြီးတိတက်မယ်ထင်ထားခဲ့တာအခုငါချွေးမအောင်ကြည့်အရှမ်းကိုညံနေရတာပဲနင်ကတလောက်ချမ်းသာတာတော့မှစင်းရဲတဲ့နှစ်ယောက်ကြားအိမ်ကိုနိုင်နေအောင်ကောင်းကောင်းထိန်းနိုင်တယ်ငါချွေးမအောင်ကြည့်လောက်ငါတို့ဖြက်စီးဖို့ရောက်လာတယ်လို့ပဲလှုပ်နေတာတွေကအဲ့လိုမဟုတ်ပါဘူးအန်တီရဲ့ ကျမတငယ်ချင်းအရန်တော်ပြီးကောင်းတဲ့သူတယောက်ပါ။သူဒီလိုချမ်းသာမှုတွေမရဘူးတော့အပျော်လွန်ပြီးအမားတွေလုံးမိကုန်တာပါ။သူအခုကနေစပြီးအိမ်ကိုကောင်းကောင်းထိန်းနိုင်မယ်ဆိုတာကျမသူ့ယုံကြည်တယ်။အန်တီလည်းကျမတငယ်ချင်းကိုခွင့်လွှတ်ပေးပါနော်။နင်ပြောတာမှန်တယ်မြတ်မြတ်ရေ။စင်ရတဲ့သူတွေကသူတို့တွေတန်ရတန်ရထက်ပိုချမ်းသာတဲ့နေရာရောက်ရင်မောက်မာပြီးငါ့လိုအမားတွေလုတ်တက်ကြတယ်။ငါတော့နင့်နာအများကြီးတင်ယူရအောင်မယ်။နင်ချမ်းသာတော့ငါ့ကိုမလောင်ခဲ့သလိုအခုစင်ရတော့လဲငါ့ကိုလာပြီးကူညီပေးတယ်။ ငါတော့ဆင်းရဲတော့နင့်အမြဲမနာလိုခဲ့ပြီးချမ်းသာတော့လေဒီလိုပဲဖြစ်နေမိတယ်ချွေးမလေးစွတ်စွတ်လေအမေခွန့်လွတ်ပေးပါတမီးမားတော့ကသင်ပြပြီးမဆုံးမပဲအမြဲဆူငေါက်ခဲ့မိတယ်ငါလည်းအကုန်နားလဲပေးခဲ့တဲ့နာဒီနေ့မှသိတယ်အခုပြန်အဆင်ပြေပြီဆိုတော့မနှက်ပြန်ပဲမိဖို့ရိုးရိုးပဲပြန်ပြောင်းပေးမယ်နော်တမီးကတော့အန်တီတို့အိမ်ကမိဖို့ကြောင့်အစ်တေလှုပ်လို့မပြီးမချင်းအမြဲအစားစာတွေချက်ပြီးလာပို့ပေးမယ်နော် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။